်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်မဒီဗီယိုမြင်တဲ့ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်စစ်တပ်တွေဝန်းရံထားတဲ့မင်္ဂလာတုံမြို့နယ်အထက်မှာကြားဖြတ်ငွေလိမ်လုပ်ငန်းအထိုင်ချလုပ်ကိုင်နေတာနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုတာတွေရှိပေမဲ့ဟမ်မပြတ်ဆက်ရှိနေတယ်လို့မြို့ကန်တွေစီကသိရပါတယ်။အဲ့ဒီကြားဖြတ်ငွေလိမ်လုပ်ငန်းမှာစစ်တပ်ပတ်လည်ရှိနေတဲ့ခေပင်လန်းခွဲနဲ့ဒဉင်းကုန်းလန်းစုံကြားမှာအထိုင်ချပြီးလုပ်ငန်းလုပ်ကိုင်နေတာလို့ ိုတိုင်ငွေလိပ်ခံရပြီးအဲ့ဒီနေရာရောက်ခဲ့ဘူးသူတွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်မျိုးကန်တွေငွေလေးလေးခံလာရတဲ့တည်င်းတွေထွက်လာခဲ့ပြီးနောက်မှာကြားပြတ်ရုံရှိတဲ့နေရာစီလူဝင်အထွက်တင်းကျပ်ထားပြီးလုပ်ငန်းဆက်ရှိနေတဲ့လှုပ်ရှားမှုတွေဆက်တွေ့ရတယ်လို့ကိုတိုင်ငွေလေးခံရသူရဲ့မိသားစုဝင်တယောက်ကပြောပါရတယ်။အဲ့ဒီကြားပြတ်လုပ်ငန်းအနီးဝန်းကျင်မှာ646တပ်၊တင်းကျပ်စစ်သားစုဆောင်ရေးတပ် စစ်ဆေးတက်ကတော့စစ်တက်လိုင်းကမင်္ဂလာတော်မြို့မရဲ့စခန်းတို့ရှိနေတဲ့အတွက်စစ်တက်ရဲ့အကာအကွယ်ယူပြီးလုပ်ငန်းလဲပတ်နေတဲ့သဘောဖြစ်နိုင်တယ်လို့မြို့ကန်ပြည်သူတွေကဆိုပါတယ်ကြားဖြတ်ငွေလေလုပ်ငန်းမှာနိုင်ငံတကာကအမြင့်ပြတ်နိုင်နေဖို့လိုအပ်တဲ့ပြဿနာတစ်ခုဖြစ်သတ်မှတ်ထားကြပြီးအဲ့ဒီလုပ်ငန်းတွေကြီးထွားလာအောင် အကာအကွယ်ပေးသူတွေပါအရေးယူဖို့လှုပ်လာပါဗျ။အဲ့ဒီကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်မှုမရှိဘူးလို့စစ်တပ်နဲ့နေကြဆောင်တဲ့ခေါင်းဆောင်ပိုင်းတွေက သေးအတန်ညှင်းဆိုထားကြပြီးဟန်ပြအနှိမ်နှင်းတဲ့လိုရက်တွေသုံးကဝါရဖြတ်နေတာတွေရှိနေပါတယ်ရှင်။ မန္တလေးတိုင်းတောင်သာမြို့နယ်ထဲမှာနိုဝင်ဘာလ21ရက်မနက်၈နာရီလောက်မှာစစ်ကောင်စီတပ်စစ်ကြောင်းကဒရုန်းနဲ့ပုံကျဲပြီးလူနေအိမ်တွေကိုမိရှို့ခဲ့တဲ့အတွက်လူနေအိမ်40နီးပါးမိလောက်ပျက်စီးခဲ့တယ်လို့သက်တော်80ဝန်းကျင်ဆရာတော်တပါးလည်းပြန်လည်တော်မူခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။အင်အား150လောက်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကတောင်သာမြို့နယ်တမိုင်လောက်ဝေးတဲ့ညောင်တိုးရွာကိုလက်နက်ငယ်တွေနဲ့ပစ်ခတ်ဝင်ရောက်ပြီးရွာကိုမိရှို့ခဲ့တာလို့ဆိုပါတယ်။လက်ရှိမှာစစ်ကြောင်းမရှိတော့ပေမဲ့ ရွာကန်တွေကရွာထဲပြန်မဝင်ရဲကြသေးပဲရွာပြင်မှာဖြစ်သလိုနေထိုင်နေကြရကကျမရေမကောင်းတဲ့တတ်တော်80ကျော်ဆရာတော်တစ်ပါးကမိထဲပသွားပြီးလူနစ်အိတ်40လောက်မိလောက်ပျက်စီးခဲ့တယ်လို့တောင်သာမြို့နယ်လူအခွင့်ရေးတာဝန်ခံက DPP ကိုပြောပါတယ်။ညောင်တိုကျေးရွာဟာလူနစ်အိတ်60ကျော်ရှိတဲ့ကျေးရွာတစ်ရွာဖြစ်ပြီးဒေသခံတွေကတော့နိုဝင်ဘာလ22ရက်ညပိုင်းအထိဘေးလွယာနေရာတွေမှာစစ်ဘေးရှောင်နေကြရတယ်လို့ဆိုပါတယ်။ ညောင်တိုကျေးရွာဟာစစ်တပ်ကအာဏာသိမ်းပြီးနောက်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု၃ကြိမ်ထက်မနည်းခံခဲ့ရတယ်လို့လည်းသိရပါတယ်ရှင်။စစ်ကောင်စီရဲ့အထူးရာရွေးကောက်ပွဲကိုတရားဝင်စက်ကြီးရဲနဲ့ကြားဖြတ်နေနေရတို့ကိုအားစိုက်ဆောင်ရွက်ပေးဖို့အမေရိကန်ပြည်နယ်90ကမြန်မာတွေဝါရှင်တန် DC သမရအင်ဖြူတော်ရှင်းနဲ့တရုတ်တန်ရုံရှင်းမှဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ဒီသတင်းကိုတူတာချန်တာပေးပို့ထားပါတယ်ရှင်။ ဒေတာဆန်တော်ချိန်နိုဗ ెంబ ာ22ရက်နေ့မွန်လပိုင်းမှာအမေရိကန်ပြည်နယ်90ရောက်မြန်မာတွေစုစည်းပြီးမြို့တော်ဝါရှင်တန် DC တရုတ်တိုင်ုံနဲ့အမေရိကန်သမ္မတအင်ဘီရိုရှိမှဆန္ဒပြပွဲတွေပြုလုပ်ခဲ့တာပါ။ စစ်ကောင်စီတူရရွေးကောက်ပွဲကိုအမေရိကန်အစိုးရကတရားဝင်ဆန့်ကျင်ရေးကြားဖြတ်နေနေရင်းမြမရေးအတွက်ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုအစောတလင်အသက်ဝင်အောင်ဆောင်ရွက်ပြီးအချက်တွေကိုတမရအင်မီရိုရှိမှမြမရေးဆောင်ရွက်သူတွေကတောင်းဆိုခဲ့ကြပါတယ်။ဒီရွေးကောက်ပွဲကိုအတိမပြုနိုင်ဘူးဆိုတဲ့အချက်ကိုတရုတ်တောင်ရှိအောင်စာပြဆန္ဒပြထုတ်ဖော်ရဖြစ်ပါတယ်။လက်ရှိတရုတ်ရဲ့ပတ်မိုးမှုတွေကိုရပ်ဖို့လိုတယ်။ဒီဒေါ်လာရင်းကကျွန်တော်တို့နိုင်အောင်နိုင်အောင်နိုင်အောင်သွားမှာအဲ့လိုအဲ့လိုဖြစ်သွားခဲ့ပြီဆိုရင်အပြောင်းလဲဖြစ်ပြီဆိုရင်တရုတ်နဲ့မြန်မာရဲ့အနာဂတ်ဆက်ဆံရေးကဒီတိုင်းသွားမှာဆိုပြဿနာရှိတယ်။ ဟာအရေးကြီးဒါကြောင့်မို့ဒီတရုတ်ရဲ့ policy ပြောင်းမှာတရုတ်တောင်းရှင်းတပြောတယ်ပြီးတော့ဒါဆက်ထဲမှာကျွန်တော်တို့ pilots ကိုကြာတော့ကျွန်တော်တောင်းဆိုတာကြာတော့ request လုပ်တာဘာလဲဆိုတော့ဒီ American ဆိုးအနေနဲ့ဒီဒီအတူရောက်နော်ရွေးကောက်ပွဲကိုလိန်ညာရွေးကောက်ပွဲကိုလုံးဝလက်မခံနိုင်လို့ဆိုတော့တရားဝင်ထုတ်ပြောပေးဖို့ထပ်ပြီးတော့ထပ်မံထုတ်ပြောပေးဖို့ဘာကြောင့်လဲဆိုတော့သူတို့ပြီးခဲ့တဲ့ September မှာတော့ကျွန်တော် UN General Assembly မှာသူတို့ပြောပြီးသွားပြီနော် UN ဒီ American ကိုယ်စားလှယ ထုတ်ဖို့ပြောသွားပြီးသားဒါအတူရောလက်ခံလက်မခံဆိုတော့ဒါပေမဲ့ထပ်ပြီးတော့မကြမကြပြောပေးနေရမှာဆိုတော့ကျွန်တော်တို့လိုက်ပြီးတောင်းဆိုတာအဲ့တော့တော့ဖြစ်နေတော့သမနာထရန့်အနေနဲ့ဒီကိစ္စကိုတရားဝင် reject လုပ်ပေးဖို့တောင်းဆိုတာပေါ့နော် Egyptian florist because a corrupt illegitimate military needs dirty money to keep his dirty hands in power နိုဝင်ဘာ22ရက်နေ့ဆန္ဒပြပွဲတွေကိုပြည်နယ်90ရောက်မြန်မာ400ကျော်ပူးပေါင်းပါဝင်ခဲ့ကြပြီးဒေါ်လာရေးအတွက်သွေးမေးကြောင်ပြသနိုင်မှုပူးပေါင်းခဲ့ကြတာလို့ဆိုပါတယ်စစ်ကောင်စီတူရောင်ယူကောက်ပွဲကိုစတင်လှုပ်ရှားမှုတွေပြုလုပ်ဖို့နိုင်ငံတကာရောက်မြန်မာတွေစုစည်းပြီး Global Meeting တွေအချိန်ချင်းခေါ်ယူခဲ့တာပါ အမေရိကန်၊ကနေဒါ၊ဩစတြေးလျဥရောပနိုင်ငံတွေ၊ဂျပန်၊တောင်ကိုရီးယားစတဲ့နိုင်ငံတွေမှာလည်းဆန္ဒပြပွဲတွေဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။စစ်အာဏာသိမ်းအစိုးရကဆောင်ရွက်မဲ့ဒီအတူရောင်ရွေးကောက်ပွဲဟာဆိုရင်လည်းဘာအဓိပ္ပာယ်မှမရှိဘူး။ပြည်သူလူထုကိုဖိနှိပ်ဖို့စစ်အာဏာတက်ဆိုးရှိဖို့အတွက်ဂျိုးပန်းဆောင်ရွက်မှုဖြစ်တယ်လို့ဒီအမေရိကန်တွေရဲ့တုံ့တက်ချက်ဟာအလွန်မှန်ပါတယ်။ဒါကြောင့်မလို့ဒီရွေးကောက်ပွဲကိုဆက်လက်ဆန့်ကျင်ကြဖို့ ကြားဖြန့်နှိမ်နေရေးကိုထိထိရောက်ရောက်ဆောင်ရွက်ဖို့ပါဝင်နေတဲ့စစ်ရာဇဝပေါင်းတွေကိုလည်းပဲအမြန်ဆုံးအေးအေးယူနိုင်ဖို့ကျွန်တော်တို့အနေနဲ့တိုက်တွန်းပါတယ် နိုဝင်ဘာလသမိုင်းကစပြီးအမေရိကန်ဆိုရနဲ့တက်တော်ကမြန်မာရေးနဲ့ဆက်ဆက်အကြောင်းအရာတွေအပေါ်အာရုံစိုက်မှုရှိလာပြီးလုပ်ငန်းဖော်ဆောင်တာထုတ်ဖော်ပြောဆိုတာတွေလည်းရှိလာတာပါ။ကျေးဥဆိုရရဲ့နိုင်ငံတကာရေးရာမှာလွှမ်းမိုးလာတဲ့ခြေလှမ်းတွေကိုချိန်ဝင်ရှာညှိဖို့အမေရိကန်ဆိုရကရှေ့တောင်အရှေ့ရေးမှာမြင်သာတဲ့လှုပ်ရှားမှုတချို့ပြုလုပ်လာတာဖြစ်ပါတယ်။ဒီစကားစားလုပ်တဲ့သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲကိုမထောက်ခံဘူးဆိုတဲ့ဟာကိုညီမတို့ကဘာတိအောင်လာပြောပြတာဖြစ်တာပေါ့နော်။ပြီးတော့အာတိုင်းသားမောင်နှမတွေစုပေါင်းပြီးတော့မှညီမတို့ဒီကိုလာပြီးခြစ်တက်တယ်။ဆိုတော့သူတို့ရဲ့ရွေးကောက်ပွဲမထောက်ခံဘူးဆိုတဲ့ဟာကိုညီမတို့ကလာ ပြီးတော့မှကဘာတိအောင်အော် ပြောရင်းနဲ့မှဟိုဗမာပြည်သူလူထုကိုလည်းဒီဟာမဆိတ်ပေးတဲ့သဘောနဲ့ညီမတို့ကလာတာဖြစ်ပါတယ်ဟုတ်ကြားခံကိစ္စနဲ့ပတ်သက်ပြီးတော့လုံရက်တွေကိုကျမတို့ထောက်ခံပါတယ်။လုံးဝဒီမင်းအောင်လိုင်ကိုလုံးဝလုံးဝထပ်ပေါက်မရအောင်လုပ်ပေးပါ။အခုလုံးတဲ့ရွေးကောက်ပွဲကလည်းသူတို့အတွက်ထပ်ပေါက်တစ်ခုနဲ့လုပ်တာအမှန်တကယ်တော့ကျမတို့ပြည်သူလူထုအတွက်အကုန်လုံးထောင်ချောက်ပါပဲ။အဲ့တော့ကိုလုံးဝမဲမဲပေးဖို့လုံးဝလုံးဝစက်ကျင်ကောက်ကောက်ဖို့တော့ ဆောင်ရွက်ပေးပါရှင်အိမ်ယူတော်မှာရှိတဲ့အကြီးအကဲအားလုံးလည်းဗမာပြည်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုမဖြစ်ဖို့အတွက်မြန်မာပြည်ကိုကူညီပြီးတော့ဆောင်ရွက်ပေးပါလို့အကြံပြုချင်ပါတယ်ကျွန်မတောင်းဆိုပါတယ်ပေါ့နော် အမေရိကန်အစိုးရကအွန်လိုင်းငွေလင်လုပ်ငန်းကြဖြန့်တက်ဖြက်ရေးအထူးဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းကြောင်းနိုဝင်ဘာ၁၂ရက်နေ့မှာကြေညာခဲ့ပြီးလုပ်ငန်းဖော်ဆောင်တာတွေစတင်နေတာပါ။အဲ့ဒါအပြင်နိုဝင်ဘာ၁၉ရက်နေ့ကအမေရိကန်အောက်လွှတ်တော်မှာပြုလုပ်ခဲ့တဲ့မြန်မာရေးအထူးကြားနာပွဲမှာလည်းအမေရိကန်နိုင်ငံအနေနဲ့မြန်မာရေးကိုအာဆီယံလမ်းကြောင်းကနေဆက်လက်ချဉ်ကပ်တာထက်ပိုထီရောက်မဲ့ကိုပိုင်မူဝါဒမဟာဗျူဟာအသစ်နဲ့ပြောင်းလဲချဉ်ကပ်ဖို့ကြဖြန့်ပြဿနာကိုတည်တည်ရောက်ကင်ကြော်ဖို့နဲ့စစ်ကောင်စီရဲ့အထူးရောက်ရောက်ပွဲကိုစန့်ကျင်မှုအချက်တွေဆွေးနွေးကြားနာခဲ့ကြပါတယ်။ကျွန်တော်သူတ ချမ်းသာပါ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်